နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝမ်းမှာစက္ကန်းသိန်းမြို့သိန်းနဲ့ထင်းသာမြင်သာရှိတဲ့စစ်ပွဲတွေကိုအောင်နိုင်တဲ့အထိတိုက်ခိုက်နိုင်တဲ့အရာရှိတဲ့စစ်တီများကိုအသက်အရွယ်နဲ့အရေးအချင်းကန့်သက်ချက်တွေမထားဘဲယာရူတိုးပေးမယ်လို့မင်းအောင်လိုင်းကမလုံပေးတဲ့ညွှန်ကြားချက်တရက်ကိုထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီကလာမယ့်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်နိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးနဲ့လုံခြုံရေးအတွာတပ်မတော်သားများအပါအဝင်နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်လို့ပြောဆိုလိုက်ပါတယ်။နယ်မြေတည်ငြိမ်အေဂျင့်ရေးနဲ့ဥပဒေစိုးမိုးရေးကိုဆောင်ရွက်ရမှာစခန်းသိမ်းမြို့သိမ်းနဲ့စုံရှုံထားတဲ့နယ်မြေများပြန်လည်ရရှိရေးအတွက်တိုက်ပွဲများကိုအနိုင်ရတဲ့အထိတိုက်ခိုက်နိုင်တဲ့အရာရှိများစစ်တီများအလုံးကိုအသက်အရွယ်ပညာအရေးချင်းနဲ့ယာဒူးဆိုင်ရာကန့်သတ်ချက်တွေမထားတော့ဘဲယာဒူးတို့အဆင့်တိုးပေးမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါအပြင်ထိုက်ထိုက်တန်တန်လဲ ဆုချမှာဖြစ်ကြောင်းမလုံးပေးပြောဆိုလိုက်ပါတယ်စခန်းသိမ်းမြို့သိမ်းနဲ့ဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်ရအောင်တိုက်ပွဲတွေမှာအနိုင်ရရင်ယာဒူတို့အဆင့်တိုးပေးမယ်အဲ့ဒီလိုတိုးပေးတဲ့နေရာမှာအသက်အရွယ်အရေးချင်းကန့်တတ်တွေမထားတော့ဘဲနဲ့တိုးပေးမယ်လို့ညွှန်ကြားချက်ထုတ်လာပါတယ်ထင်းသာမြင်သာရှိတဲ့တိုက်ပွဲအောင်နိုင်မှုတွေဆိုရင်စုတစိတ်တွေပါချင်းမြင့်ပေးမယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းတွေကပြောပြထားပါတယ် အခုလိုမျိုးစစ်ကောင်စီကမလုံးပေးရမှာစစ်မှုထမ်းတက်သားတဲ့များလဲအကျုံးဝင်ကြောင်းရာထူးတိုးရမှာတိုက်ခိုက်စွမ်းရင်နဲ့စစ်ပွဲအောင်နိုင်မှုအပေါ်မူတည်ပြီးတော့တိုးမြင့်ပေးမှာဖြစ်ကြောင်းထိုက်တန်တဲ့ရာထူးနဲ့အဆင့်များနဲ့အတူလာစာစုကြီးအပါအဝင်အခြားသောအခွင့်အရေးများပါခန်းစားခွင့်ပေးမှာဖြစ်ကြောင်းသိရပါတယ်အချမ်းမဲ့စစ်ကောင်စီရဲ့တပ်အတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့များထံမှအလင်းဝင်ခြင်းထွက်ပြေးခြင်း စခန်းနဲ့မြို့များကိုခုခံကာကွယ်ခြင်းမပြုတော့ဘဲနဲ့ထွက်ပြေးခြင်းလက်နက်ချခြင်းစစ်တုံးမဲအဖြစ်နဲ့ဖမ်းခံခြင်းများဖြစ်ပေါ်လျက်ရှိတယ်လို့တော်လိုင်းတပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်များအရသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ